နဆိုးရီရဲ့အစာဖြစ်စစ်သားဖို့ဖန်ခံထားရတဲ့တတိုင်းမြင်ကြီးတွေကမိပါမယ်ကလေးများပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Japan Mega Series ကိုရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Promise Neverland ဆိုတဲ့ရုပ်ရှင်ကို recap လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာဇလန်းစမှာ7နှစ်အရွယ်မင်းကလေးအမကအိယာကနိုးလာပြီးအခန်းထဲမှာရှိတဲ့အခြားကလေးတွေကိုလည်းနှိုးပါတယ်သူတို့က The Grace Free House ဆိုတဲ့မိဘမဲ့ကြီးဟာမှာနေကြတာပါ တို့ကို SBL လို့ခေါ်တဲ့အမျိုးသမီးကစောင့်ရှောက်ပြီးတော့သူမကိုကလေးတွေကအမေလို့ခေါ်ကြပါတယ်။ကလေးတွေကသွေးမတော်တာမဆက်ကြပေမဲ့မိသားစုတွေလို့တရင်တနည်းနေကြပြီးတော့အမေကိုလည်းချစ်ပါတယ်။အမကကလေးတွေကိုနှိုးရင်းနဲ့မနခင်လေးကိုစတင်လိုက်တယ်ပြီးတော့ကျမကြီးနဲ့ညီညွတ်တဲ့စားစရာတွေစားကြပါတယ်။မိဘမဲ့ကေယာမှာတော့ကလေးတွေရဲ့ပညာရေးနဲ့ပျော်ရွှင်မှုတို့ကိုဦးစားပေးဖြစ်ထားထားပါတယ်။ကလေးတွေကိုအကြောင်းလိုပဲမိဘမဲ့ကေယာဝင်းထဲမှာစတင်ပေးပါတယ်။အမ်မာနော်မန်နဲ့ရေဒိုကတော့အစားတော်ဆုံးပါ။ ကလေးတွေမှာကိုပိုင်နံပါတ်တူထိုးထားပြီးတော့သူတို့ကပြင်ပကဘာအကြောင်းကိုဘာမှမသိပါဘူး။ယူရမဲကေဟာပက်လက်ကိုမြခင်ပြင်ကဝန်းရံထားပါတယ်။ကလေးတွေကိုမြခင်ပြင်မှာစော်ကစားခွင့်ပေးပေမဲ့ချန်ပီယံကိုတော့ကြော်ခွင့်မပေးပါဘူး။ကလေးတွေကနိုးဆုပ်ကလေးရွယ်ကလေးကခေယာကိုရောက်ရှိလာပေမဲ့တသက်လုံးမနေကြရပါဘူး။အချိန်တိုင်းတော့သူတို့ကိုမွေးစားမဲ့သူတွေရှိလာကြပါတယ်။ဒီနေ့မှာတော့ဂွန်ဒီဆိုတဲ့ကလေးမလေးကိုမွေးစားမိပါတွေကလာခေါ်သွားပါတယ်။ ကော်နီတိတ်ချရတဲ့အယုတ်လေးကြံခဲ့လို့ဆိုပြီးတော့အမ်မာနဲ့နော်မန်တို့ကသူ့ကိုလိုက်ပေးပါတယ်။ဂိမ်းပေါက်ကိုရောက်တဲ့အခါမှာတော့အက်စပန်နဲ့ကော်နီတို့ကထွက်သွားခဲ့ပါပြီ။ဒီတော့သူတို့ကအပြင်ထွက်လာပြီးတော့ဘယ်သူမှမရှိတဲ့ထရက်ကားကိုတွေ့ခဲ့ပါတယ်။ကားထဲမှာတော့ကော်နီတယောက်ယင်မက်မှာပန်းမင်ဆိုင်ရင်နဲ့လဲကြသေးဆုံးနေခဲ့ပါတယ်။အဲဒီမှာပဲသူတို့နားကိုပုံပြပန်းပြအကောင်နှကောင်ကရောက်လာလို့အမ်မာနဲ့နော်မန်တို့ကကောက်အောင်မှာဝင်ပုန်းနေရပါတယ်။လူသားကအကောင်းဆုံးဖြစ်ကြအောင်ကောင်းလေးကပြောနေကြတာပါ။ မိဘမဲ့ကေဟာကမကောင်းဆိုးရတွေစားသောက်ဖို့အတွက်မွေးမြူပေးရတဲ့မွေးမြူရေးခြံလိုမှန်အမာနဲ့နော်မန်တို့တီးခဲ့ရပါတယ်။ကလေးတွေကညံကောင်းရင်အသားကောင်းတယ်လို့သတ်မှတ်ကြတာပါ။နောက်တော့ SB ရောက်လာပြီးတော့အတန်းထဲမှာအမှတ်အများဆုံးចောင်းသားတွေအကြောင်းမကောင်းဆိုးရတွေကိုပြောပြပါတယ်။အမှတ်အများဆုံးចောင်းသားတွေကအရသာရှိဆုံးနဲ့လူချင်းသူတွေလည်းအများဆုံးပါ။ဒီနောက်မှာတော့ normal နဲ့ MR တို့ကသူတို့မမြင်အောင်ထွက်ပြီးတော့မိဘမဲ့ GRC ကိုပြန်ပြေးလာကြပါလေ နောက်တစ်နေ့မှာတော့အမ်မာနဲ့နော်မန်တို့ကမနေ့ကကိစ္စအကြောင်းဆွေးနွေးဖြစ်ကြပါတယ်။သူတို့ကချန်ပီယံကိုကျော်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ဒီနောက်မှာတော့တော်ရဲကိုခဏရှောက်ပြီးတော့တတိုင်းမြင့်ကြီးစီကိုရောက်တယ်။သူတို့ကတတိုင်းမြင့်ကြီးကိုမကျော်နိုင်လို့ပြန်လာကြတာပါ။ဒီချိန်ထဲမှာပဲနီလာဆိုတဲ့ကလေးမလေးကတော်ရဲမှာလမ်းပျောက်သွားခဲ့ပါတယ်။ ်။ SB ကနာယီကိုကြည့်ပြီးတော့နီလာကိုချက်ချင်းပြန်ခေါ်လိုက်နိုင်ခဲ့တာပါ။ဒါကိုမြင်တော့ Norman နဲ့ Emma တို့ကနာယီကကလေးတွေပဲမှာလဲဆိုတာသိနိုင်တဲ့ transmitter ပဲလို့သိလိုက်ကြပါတယ်။နောက်တနေ့ Norman နဲ့ Emma တို့ကကြိုးယူပြီးတော့ဒေါ်ရဲသွားကတတိုင်းကိုဖြတ်ဖို့စူးစမ်းနေတော့မှာပဲ။ Ray ကရောက်လာခဲ့ပါတယ်။ Norman က Ray ကိုမိဘမဲ့ကြားအကြောင်းမြင်ခဲ့ကြားခဲ့ရသမျှအကုန်လုံးကိုပြန်ပြောပြခဲ့ပါတယ်။ Ray ကလည်းချက်ချင်းပဲယုံပြီးတော့အမြန်ဆုံးထွက်ပြေးမယ်ပြောတော့ အမကတခြားကလေးတွေကိုအစားခံရအောင်မထားခဲ့သေးလို့ပြောပါတော့တယ်။ညဘက်မှာတော့ expert ရောက်ကလေးတွေကိုအဆောင်တက်ခရုံးနဲ့မိတ်ဆက်ပေးပါတယ်။ခရုံးရောက်လာတော့ထပြေးဖို့ကပိုပြီးခက်ခဲသွားခဲ့ပါပြီ။နောက်တော့ MR Norman နဲ့ Redo ကမိဘမဲ့ GIA ရဲ့တရုတ်မှန်ကိုတိထားကြောင်း expert ကရိပ်မိနေခဲ့ပါတယ်။ဒါမှမဟုတ်လေသူတို့ပြေးမလွတ်နိုင်ဘူးလို့သူမကယုံကြည်နေခဲ့တာပါ။နောက်တော့ MR Norman နဲ့ Redo အသီးသန့်စကားပြောကြပါတယ်။ကလေးတွေကြားထဲမှာ expert စပိုင်ရှိနိုင်ကြောင်း Norman ကယုံကြည်နေခဲ့တာပါ။ဒီလိုသာရှိနေရင်အသက်ပိုကြီးတဲ့ကလေးတွေတဲကဖြစ်နိုင်ပါတယ်။ တို့ကအသက်ပိုကြီးတဲ့ကလေးတွေဖြစ်ကြတဲ့ဒွန်နဲ့ဂီတာတို့ကိုမိဘမဲ့ဂီတာရဲ့တယုံမှန်အကြောင်းပြောလိုက်တော့ဒွန်နဲ့ဂီတာတို့ကလည်းတို့ကိုကူဖို့သဘောတူကြပါတယ်။တို့သုံးယောက်ပဲရှိနေတော့မှပဲနော်မန်ကဒွန်နဲ့ဂီတာတို့ကိုတတိုင်းကိုကြော်တက်ဖို့အတွက်ကြိုးစီရနှစ်နေရာကိုပြောထားကြောင်းပြောပါတယ်။ပထမဆုံးပြောက်တဲ့ဂျိုးကတော့စပိုင်းဘသူလဲဆိုတာဖော်ထုတ်နိုင်မှာပါ။နောက်တနေ့မှဂျိုးတချောင်းကပြောက်သွားခဲ့ပါတယ်။တကယ်တော့ဂျိုးရဲ့အကြောင်းကရေးကိုထောင်ချောက်ဆင်ထားတာပါ။နော်မန်ကရေးကိုဂျိုးရဲ့နေရာမားကိုပြောပြပြီးတော့ထောင်ချောက်ဆင်ဖမ်းတာမှာရေးလဲမိသွားခဲ့ပါတယ်။ နောက်ဆုံးတော့ရေကမိဘမဲ့ KR ရဲ့တရုတ်မှန်ကိုတိတာကြပြီးဖြစ်ပြီးတော့ထွမပြင်းနိုင်မဲ့တိခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။ဒီတော့ရေက SB အတွက်စပိုင်လုတ်ခဲ့ပါတယ်။ဒါမဲ့လည်းရေကနော်မန်တို့ထွပြေးမဲ့အကြောင်း SB ကိုမပြောရသေးပါဘူး။ရေကထွပြေးဖို့ကြံစီနေခဲ့တာကြားခဲ့ပါပြီ။ ဂွန်နီရဲ့အယုံနဲ့များခေါ်ခဲ့တာလဲရေးပါပဲအဲဒီနောက်ရေးကနှစ်ဖက်ကြုံစပိုင်လို့နော်မန်ကပြောပြီးတော့သူတို့ဖွဲ့ထဲမှာဆက်ထားလိုက်ပါတယ်ညဘက်မှာရေးကအက်စပယ်စီကိုသွားပြီးတော့နော်မန်ကသူမကိုအစာစိတ်ခတ်မဲ့အကြောင်းတရင်မှာပို့လိုက်ပါတယ်အက်စပယ်တယောက်ရေးကိုကျေးဇူးတင်ကြောင်းပြောပြီးတော့ရေးကိုမွေးစားမဲ့သူရှိလာတော့မဲ့အကြောင်းလည်းပြောခဲ့ပါတယ်နောက်တနေ့မှာကလေး၅ယောက်ကတိုင်းကိုကြော်ဖို့အစီအစဉ်နေကြတော့ခရုံးကကြားသွားခဲ့ပါတယ်ဒါမဲ့လည်းခရုံးကသူတို့ဘက်တော်သားဖြစ်လာခဲ့ပါတယ်တကယ်တော့ခရုံးကသူတို့လိုပဲကြောင်းသားပါ ဒါမဲ့ ground က expert ကိုဖြုတ်ချပြီးတော့မိဘမဲ့ gear ရဲ့မိခင်ကြီးဖြစ်ခြင်းလို့ကလေးတွေကိုကူညီလိုက်တာပါညာဘက်သူတို့က ground ရဲ့ခန်းထဲသွားပြီးတော့ ground ကသူတို့ကိုသူမသိသည်မပြင်ပကဘာအကြောင်းကိုပြောပြပါတယ်။လွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်လုံးကလူသားတွေနဲ့မကောင်းဆိုးဝါးတွေကြားမှာဆစ်ဖြစ်ကြပါတယ်။နောက်တော့သူတို့ကဂရီးဆိုတဲ့ဇာချုပ်ချုပ်ဆိုပြီးတော့လူသားတွေနဲ့မကောင်းဆိုးဝါးတို့တီးကြကဘာစီနေကြဖို့သဘောတူလိုက်ကြပါတယ်။တချို့ကမကောင်းဆိုးဝါးကဘာမှာကြံနေကြတာပါ။မကောင်းဆိုးဝါးတွေကညံကောင်းတဲ့လူသားတွေကိုစားရင် အသိဉာဏ်မဲတဲ့ monster တွေအဖြစ်ကိုမပြောင်းလဲစေပါဘူး။ဒါကငင်းချမ်းရေးကိုရစေလို့လူတွေကလူတွေမွေးပြီးတော့စတဲ့ကြတာပါ။နောက်တနေ့မှာ Chrome ရဲ့ရည်ရွယ်ချက်တွေကိုတည်သွားလို့ Asbel က Chrome ကိုလှုပ်ပြိုလိုက်ပါတယ်။ကလေးတွေကိုကူညီခဲ့တဲ့အတွက် Chrome ကိုလည်းမကောင်းဆိုးဝါးကစားလိုက်ပါတယ်။နောက်တော့ကလေးတွေကလည်းအစီအစဉ်ကိုရုံလုံးပေါ်ကြပါပြီ။ AMR နဲ့ Norman တို့ကတရားစီကိုသွားနေတော့ Ray က Asbel ကိုချိန်ဆွဲထားပြီးတော့အခြားနှစ်ယောက်က Asbel ကိုစောင့်ကြည့်နေပါတယ်။ဒါမဲ့လည်း Asbel က Ray ကိုအခန်းထဲတော့ပိတ်ထားပြီးတော့ Norman နဲ့ AMR တို့ကိုသူမကိုယ်တိုင်ဖမ်းနေတယ်။ ်အမ်မာကထွက်ပြေးဖို့လုပ်တော့အမ်မာရဲ့ခြေောက်ကိုချိုးလိုက်ပါတယ်ပြီးတော့နော်မန်ကိုမွေးစားမဲ့သူကမနှက်ပြန်ရောက်လာလိမ့်မယ်လို့လည်းပြောပါတယ်ညာရောက်တဲ့အခါမှာတော့နော်မန်တို့အုပ်စုကပြန်ဆောင်ကြတယ်သူတို့ကနော်မန်ကိုစိတ်ပူနေကြတာပါအကောင်လည်းအိပ်ပျော်သွားတော့နော်မန်ကအန်ဇွဲထဲမှာထိုးစမ်းတဲ့ဖောင်တွေကိုရှာတွေ့ခဲ့ပါတယ်ဒီဖောင်တွေကသူတို့ထွက်ပြေးနိုင်အောင်ခရုံးထားခဲ့တာပါနောက်တနေ့မှာတော့နော်မန်ကကျိုးနဲ့တိုင်းကိုတွေ့တက်ပေမဲ့လည်းအပေါ်ရောက်တော့ထွက်မသွားရက်တော့ပါဘူးဒီတော့ပြန်လာပြီးတော့သူ့ရဲ့တည်ခြင်းတရားကိုလက်ခံလိုက်ပါတယ်။နောက်ဆုံး SB ကနော်မန်ကိုခေါ်သွားခဲ့ပါပြီ ဒါမဲ့လေလူတယောက်စီကိုခေါ်သွားတာပါအဲဒီလူကတော့မကောင်းဆိုးဝါးနဲ့လူသားကဘာတွေမှာအကုန်အစင်ပြင်းနေကြောင်းသိနေတဲ့သူပါသူတို့စကားပြောနေကြတော့နော်မန့်ကိုစားဖို့အသင့်ဖြစ်နေတဲ့မကောင်းဆိုးဝါးကရောက်ရှိလို့လာခဲ့ပါတယ်လာနေငယ်ကြမှာတော့အမ်မာတယောက်ခြေတော်ကျိုးရကနေပြန်ပြီးတက်တာလာခဲ့ပါပြီအမ်မာနဲ့ရေတို့လည်းမျောလင်းချက်တွေပျောက်ဆုံးပြီးတော့ထွက်ပြေးမဲ့အစီအစဉ်လဲပျောက်ကုန်ခဲ့ပါပြီ SB ကတော့သူတို့ကိုနေတိုင်းစောင့်ကြည့်နေပြီးတော့ထိန်းချုပ်ထားပါတယ်အဲဒီနောက်နောက်နောက်လာကြမှာတော့ရေကိုမကောင်းဆိုးဝါးတွေလက်ထဲထဲဖို့အချိန်ကကြာရောက်လာခဲ့ပါပြီ ရေကသူ့ကိုသူဓာတ်စီလောင်းပြီးတော့အိမ်ကိုပါမီးရှို့လိုက်ပါတယ်။အဲနောက် SB ကကလေးတွေကိုအိမ်ထဲကနေအ мян ထွက်ခိုင်းပြီးတော့သူမကမီးငိမ့်နေခဲ့ပါတယ်။ခဏနေတဲ့အခါမှာတော့ကလေးတွေမရှိမှန်းသူမတီးလိုက်ရပါတယ်။တကယ်တော့ဒါကသူတို့လုပ်ခဲ့တဲ့အစီအစဉ်ပါပဲ။လွန်ခဲ့တဲ့နှစ်လတုန်းကအမားကစောင့်ကြည့်ခံနေရလို့လှုပ်လို့တော့မရခဲ့ပါဘူး။ဒီတော့ဒွန်နဲ့ဂီတာတို့ကတခြားကလေးတွေကိုသူတို့ရဲ့အစီအစဉ်ကိုပြောပြပြီးတော့အသင့်ပြင်ထားခိုင်းခဲ့တာပါ။ထွက်ပြေးရမယ့်အစီအစဉ်ကြောင်းရေးထားတဲ့စာကို Norman ရဲ့အဲ့ရာမှာအမားကတွေးခဲ့ပါတယ်။ ်အခုဆိုရင်တော့ကလေးတွေကတတိုင်းကိုကြော်တက်နေကြပါပြီသူတို့ရဲ့နားတွေကခြေအားကန်ဆက်ကိုလည်းဖြုတ်လိုက်လို့အစပဲလဲသူတို့ကိုလိုက်မရတော့ပါဘူးနောက်ဆုံးအကုန်လုံးကတတိုင်းဘော်ကိုရောက်တော့တခြားတစ်ဖက်ကိုဂျိုးနဲ့ကူသွားကြပါတယ်အမားတယောက်နောက်ဆုံးကူဖို့လုပ်တဲ့အခါမှာတော့အစပဲကရောက်လာပြီးတော့ဂျိုးဖြတ်ချဖို့ချိန်ချောက်ခဲ့ပါတယ်ဒါမဲ့လည်းအမားကဂျိုးနဲ့တစ်ဖက်ကိုကူသွားခဲ့ပါတယ်အစပဲကကြိုးပြချားလို့ရပါမယ်လေမဖြတ်ချခဲ့ပါဘူး။ဒီမှာကဒီမှာကိုယ်တိုင်ပြုစုပြောထောင်ခဲ့တဲ့ကလေးတွေတခြားတစ်ဖက်ရောက်သွားတာကိုကြည်ရင်နဲ့ပြုံးနေခဲ့ပါလေ။နောက်တော့ကလေးတွေကတော်တဲ့ကိုသွားကြပါလေ အမားတယောက်ဂရုံးထားခဲ့တဲ့ဖောင်တွေကိုဖွင့်လိုက်တဲ့အခါမှာတော့လေထဲမှာပုံတပုံပေါ်လာခဲ့ပါတယ်။ပုံတွေကနေဇီးကွက်တကောင်ထွက်လာပြီးတော့သူတို့ကိုဘေးကင်းမဲ့မျိုးစီကိုခေါ်ဆောင်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ SB ကအဖွားနဲ့ကဘာနှစ်ခုစလုံးကိုကြုံမြင်သူတို့ရှေ့မှာမတ်တပ်ရက်နေခဲ့ပါတယ်။ SB ကကလေးတွေကိုထွက်ပြေးခွင့်ပြုလိုက်တဲ့တွင်သူတို့ကသူမကိုစိတ်ပြက်နေခဲ့တာပါ။နောက်ဆုံးမှာတော့အပြစ်ပေးတဲ့အနေနဲ့သူမကိုမကောင်းဆိုးဝါးအစာကျွေးလိုက်ရင်းနဲ့ဇလန်းလေးလည်းပြေဆုံးသွားခဲ့ပါတယ်။